မင်္ဂလာပါရှင်။မောင်လေးမမ YouTube Channel လေးကနေ Nutri စွာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အညိုကဆံမမမအင်းရဟေးသားထားတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။တစဉ်သုံးခက်မိညိုငါလုံးကြီးကိုတည်တည်ချာချာမိဖို့တိုက်ထားနော်။ကြားလား။ပြီးရင်မခောင်းနဲ့တန်းပေါ်မှာဖြန်ထားခေါရိုးချောင်းကြီးတွေထင်နေရင်ကမကြိုက်ဘူးဟုတ်ကဲ့မမ အင်ကြီးကိုလည်းပြက်အောင်တိုက်ပြီးအင်ကြီးချင်းနဲ့ချိန်ထားဖက်နဲ့အဖြူလဲထုတ်ထားနော်ဟုတ်ကဲ့မင်းအကူမင်းရင်ငါသစင်ပန်းသွားဝယ်တယ်ပြောအခုပြန်လာမယ်လို့တော်ခင်မိုးအီဒီတရင်အိတ်ကိုကန်၍အိမ်ထဲမှထွက်ခဲ့သည်တတော်ဒုက္ခပေးတဲ့သစင်ပန်းပဲမနဲ့ကတည်းကတူတူတင်တင်ဝယ်ထားဖို့ကိစ္စ ပုံမိမပေါ့38လမ်းဈေးထိပ်ကဒဇင်ပန်းတယ်တနည်းကတည်းကဒဇင်ပန်းလလအခက်ကြီးကြီးလေးငါခက်လဆက်ဆက်ယူခဲ့ဖို့မာလိုက်သည်စိတ်ချပါအမဆိုပြီးဒီနေ့မနက်ဈေးကိုရောက်တော့ပိန်ပန်းဖက်လက်နေရလို့ဒဇင်ပန်းဝယ်ဖို့မိသွားတဲ့ဒဇင်ကတိတ်လဲမပွင့်သေးလို့ရှားတယ်တဲ့သူသွားနေကြအိမ်ကလည်းဒဇင်မဆိုင်ပိန်းနဲ့တိခွာပင်ဆိုင်တယ်တဲ့ ဒီခွာပဲပံမာလာမမရင်နော်ဒေတာပွင့်လေးတပွင့်မှရှိချက်တဲ့အမမှုပေးတာအန်တီတယောက်က30နဲ့ယူနေကြဒီခွာနှစ်ပွင့်ပံလဲလာပါတယ်အမရဲ့သူကပြောသေးသည်ငါဝိမာကအပြားဟဲ့မလိုက်ပါဘူးတစင်ပန်းပန်စင်လားသူ့အာကူပြီးနေတာခုတော့အချိန်တော်မရတော့ဘူးတစင်ကရှားသေးတယ်အမရဲ့ဟောဒီခဲရောင်ပန်းခဲရောင်လေးတွေပံပါလားအပြာနဲ့လိုက်ပါတယ် အရေးထဲမှာသူကအယောင်ဆက်နေသေးသည်မဖြစ်ပါဘူးအေးဒီခါခရင်ရောင်ကဈေးပေါ်လွန်လာသည်ပြီးတော့ဒီပွဲမှာပစင်ပန်းပန်မှဖြစ်ပြီးကိုကအသက်၄၀ကျော်စားဆိုပေမဲ့မင်္ဂလာဆောင်မှာကိုကိုတူလေး ိုကလူကြီးလုပ်ပြီးဦးဆောင်ဦးရွက်လုပ်ရမည်ပွဲကိုကိုဖက်ကရောသူတို့သမီးဖက်ကရောလူကြီးလူကောင်းတွေလာကြမည်ခန့်ခန့်ထဲထဲဝစ်စင်ပြင်းနိုင်မှတော်ကားကြမည်စတုံးမြင့်မြင့်ထုံရမည်ဈေးလုံးကြီးဝေ့ရမည်အင်းကြီးလက်ရှိဝေ့ရမည်ပဝါခြုံရမည်အဲ့ဒီအဝတ်အစားတွေနဲ့ကသင်းပန်းနဲ့ပဲပနံ့ရသည်မဟုတ်ပါလား တစင်ပေါ်ဆောက်ဆိုတော့လေရခင်အပတ်ကပဲအင်းရလေးမင်္ဂလာဆောင်တစ်ခုတွားရတစင်ပန်းတွေကိုဖူးဖူးလှုပ်အောင်ငင်ခဲရသေးသည်အိမ်ကကားကိုကူကူယူတွားလေတော့ဘူချုပ်စည်းကိုချီရှင်မဲရှောက်ခဲရသည်ပန်းဆိုးတန်းနဲ့ဘူချုပ်စည်းကတိတ်မဝေးလို့တော်ပါသေးရဲ့ဘူချုပ်စည်းမကရှားပါသည့်ပန်းတွေပေမဲ့အစင်သင့်ရှိနေတတ်သည်ဘူကျုံစီပန်းဆိုင်တွေပဲအလျှောက်လာခဲ့သည်အစင်သင့်တွေ့ရရင်ဘလောက်ပေးရပေးရဝယ်မည်မှုစိတ်ကူးခဲ့၏ ။သစဉ်ပန်းရှိလာရင်ရှိတယ်။ရှိတယ်သာဆိုပေမဲ့ပန်းကိုမမြင်ရဇီးတဲ့ကအစ်ဆက်ဆက်ပြပါအောင်။ဘယ်နှခက်ယူမှလဲ။၄၅ခက်ပေါ့။ ပန်းတဲ့ကနောက်နောက်မှငပြောပတ်အထုပ်လေးကိုအသာအရာလမ်းယူသည်ဒေါခင်မိုးအေးရွှေမှာဖြည့်ပြသည်အာမရစရာပန်းကဆဲခက်လောက်တော့ရှိသည်သို့တော့တခက်ချင်းကောက်ကင်လိုက်တော့အခက်လေးတွေကတုန်နန်းနအပွင့်ကလည်းကျဲပါသည်ဒီထက်ကောင်းတာမရှိတော့ဘူးလားဈေးတဲ့ကခေါင်းခါသည်တခက်ဘလောက်လဲခုနှစ်ချက်ညာလာကြည်လာအတော်ရဲ့အခက်ကလည်းကျဲလိုက်တာ ပေါ်ကစားကိုွက်မနက်ကပဲ15ခန့်ရောင်းလိုက်ရတယ်ဒါလဲတော်ကြကုန်မှာဈေးတဲကသူ့ပန်းတွေကိုအဖိုးတန်ရတနာလေးတွေအလားဖက်နဲ့တယူတရထုတ်ပြီးနှီးကျိုးလေးလိန်ကချီလိုက်သည်ကျမကအခက်ကြီးကြီးလိုချင်လား မွေးနိုင်မှုထင်မြင်ဆို၍ပြောလိုက်သည်သည်ဈေးတဲ့ကစကားမပြန်ဒေါခင်မိုးအေးသည်နောက်တဆိုင်ထက်မေးသည်မရှိနောက်မှရခိုင်ကျိတ်တွေရောင်းသောဆိုင်တဆိုင်ရှိမှရခိုင်သစင်ရပြီဟူသောဆိုင်ပုတ်ချိတ်ထားလေးရှိတာကိုတတိယပြီးထူမီယာတို့တွားရပြန်သည်သစင်ပန်းရမလိုက်အော်ပန်းကအမမယူလာတာအမရဲ့အမကဘယ်နည်းလိုချင်တာလဲအခုလိုချင်တာကွဲကညနေသွားရမှာ ဒေါခင်မိုးအေးကနိုင်ကြည့်လိုက်တော့၁၇နိုင်ကျော်ပြီမိင်္ဂလာဆောင်အတွက်လှုပ်เสียရနည်းနည်းရှိသေးသည်ဟိုတယ်မှာဆောင်မမှုတော်သေးရဲ့ကျမတို့ကတရက်ကြူမှာမှယူလာတာဒီလိုလုပ်လေအမအိမ်ကိုလိုက်သွားပါလားအိမ်ကဘယ်မှာလဲကဘာအိဖျားလမ်းမှာမဝေးပါဘူး boundary ကိုတဲ့ဘယ်ဘက်အမည်နီလန်းတဲ့ကိုဝင်သွားဆိုင်းပုတ်လည်းရှိတယ်ကားနဲ့သွားရင်မကြပါဘူးပုံမှန်ကိုကြိုက်တဲ့အခက်လက်ညှိုးထူးဝယ်လို့ရတာပေါ့အမရဲ့ ကားနဲ့သွားရင်မကြပါဘူးဆိုတော့ဈေးတည်ဤအတင်းကြီးစကားကိုတော့သဘောကျတာကားကလည်းပါမလာခဲ့ သူတော်မတတ်နိုင်ဒီကနေ့အဖိုးကတော့တစင်ပန်းရကိုရမှဖြစ်တော်မူခက်ခဲလေးလေးပန်ချင်းလေးလေးဈေးတည်ကလိမ့်စာကပ်ပြားလေးတစ်ခုထုတ်ပေးသည်အပွင့်စိတ်စိတ်အခက်လာလာရခိုင်တစင်ပန်းလူတလောက်ရပြီတဲ့ ကပ်ပြားကအခန့်သာဒေါခီမူအီကကပ်ပြားကိုတရီအိတ်ကြီးတဲ့ထည့်ပြီးပြန်ထွက်ခဲ့သည်။ဒစင်ပန်းနောက်လိုက်ရအောင်ပြီးဇီရှိမာရဲ့ရွေလီဘိန်အငါကားကိုတားရသည်။ဘောင်ထရီခွေးကိုတဆဲတဲ့ရှစ်ချက်ထားပါဟဲ့တိတ်မဝေးပါဘူး။မရဘူးအန်ဒီကျွန်တော်တို့ကဒီမှာဂိတ်ထူတော့ဝင်ခတစ်ချက်ပြီးရသေးတာ။ အယူထဲမှာ driver ကအန်တီတဲ့အချိန်ကမရှိတော့သေးမို့ထိုလေးဘိန်းဖြင့်ပင်လိုက်ခဲ့ရသည်ကဘာအင်းစီဒီလမ်းအတိုင်းလာပြီး သူပြောသလို boundary gate နာရောက်လာသည်မြင်းနီလမ်းထိပ်မှာပင်ရခိုင်သစင်ရပြီဟူသောမြားပြထားသည့် sign board ကိုမြင်ရသည်လေးဘိန်းကအထက်အထိမပို၍ဆင်းရှောက်ခဲ့ရ၏ ။မိစ္ဆာကပ်ပြားပါခြံနံပါတ်ကအစင်းစင်းအများပြသွားသည်။သူခြံမရခင်အခြားဒဇင်ခြံတွေကိုဖျက်တမ်းသွားရသည်။လှလိုက်သည့်ဒဇင်ပန်းတွေတိုင်လုံးကြီးတွေမှာပတ်ကာဆိုက်ထားသောဒဇင်ဥတွေမှာ အခက်ကလေးတွေထူးထူးထောင်ထောင်ခြံနေသည်။ ။သစင်ချံကိုရောက်တော့သူပြောတယ်လို့လက်ညှိုးထိုးဝယ်လို့ရပါရဲ့။ဒို့တော့တစ်ခက်ဆက်နှက်ကြတဲ့အစကငါးခက်ဝယ်မယ်စိတ်ကူးတော်လဲသုံးခက်ပဲဝယ်ဖြစ်တော်သည်။ကြွကြွရရရသုံးခက်ဆိုလဲလှတာပါပဲ။အပြန်မှလည်းအငါးကကရှစ်ချက်ပေးလိုက်ရသေးသည်။ဟုတ်လေးတွေကိုရီမာမြုံုံထက်ရေခဲတက်တာတဲ့ထဲ့ထားကြလား။ မညူသည်ဒေါခင်မူအေးလက်မဒဇင်ပန်းခက်လေးကိုလက်မဖက်ဖြင့်တယိုတသိလမ်းယူလိုက်သည်ငပြောပတ်လေးဖြင့်ထုတ်ပြီးနှီးကျိုးပပလေးစီးထားသည်ဒဇင်ခက်လေးတွေကိုပကံများလေးတစ်ချက်ပေါ်မှာတင်သည်ဟုတ်ကလေးတွေကို အရင်မှာထားပြီးရေအင်းနေတောက်ခါရေခဲတစ်တာတဲ့တယူတရထဲရသည် ယခုတော့မိညူသည်စီကံကြည့်တော့အလားကြိုက်သောသူအိမ်ရှင်မအကြောင်းကိုကောင်းကောင်းသိနေပြီအလိုက်တတိလောက်ပေးတယ်ပြီရောင်စားကတော့အထာမကြသေး၍ဧည့်သည်လာရင်အေးဖြော်တာကော်ဖီဖြော်တာကအဆစနစ်မကြလက်တော့ပေါ်ဟာချပေးဖို့အမြင်မိသည် ဒေါခင်မူအေးအပြင်သွားရမှာပြန်လာရင်လိုက်စံအိတ်လမ်းယူဖို့ပါလာတိပစ္စည်းတွေကိုမပြောဘဲနဲ့နေရာတကျသိမ်းဖို့တတိမယတဲ့ယခုတော့လုံတက်ကင်တဲ့အလိုက်တိတက်လာ၍ဒေါခင်မူအေးကသဘောကျလာပြီ မိညိုဤအဖေသည်ဒေါခင်မိုးအေးခင်မိုးဤယုံမညာဆောင်တယောက်ဒေါခင်မိုးအေးကလည်းအဖေါ်အလော်လူခိုက်မိညိုတို့အိမ်မှာလည်းကလေးတွေနဲ့မပြေမလည်ဖြစ်နေခိုင်းမှုအဖေကမိညိုကိုဒီအိမ်မှာစိတ်ချလက်ချအနံ့တော်သည်တခါတာကြဘူးသေးသောလေးနှင်းစာမေးပွဲကိုဆက်ဖြေခြင်းတော်လဲမိညိုကိုညံထိုင်းနာပြီးဆိုကအမေကမထားတော့မိညိုအောင်မောင်လေးတယောက်ညီမလေးနှစ်ယောက်ရှိသည်မောင်လေးကတော့တုံးတန်းမှာစတော်လာသည် ညီမလေးကသူငယ်တန်းအငယ်ဆုံးလေးကအမိရှင်ဝင်ထဲမှာမိညိုကဒီအိမ်မှာထမင်းဝဝလင်လင်စားရသည်အဝတ်အစားလှလှဝရသည် ပြီးတော့တလ90ရသည်အမိကပြောတလောက်နေတဲ့လာခကိုတော့တလတလအိမ်ပြန်တိုင်းအမိလက်အရာသည်မိညိုတိုက်ဖို့အင်ဂျီတွေပစိုးတွေလည်းမိမှုတိုက်ပြီးဖြန့်ထားအောင်ဟုတ်ကဲ့ မိမျိုးသည်ဒေါ်ခင်မူအိလမ်းပြီးသောအင်ဂျီနှင့်လုံကြီးကိုမိမှုတိုက်ရပြန်သည်ဒီအိမ်မှာအလုံးများများဆဆတော့မရှိပါအိမ်ကလည်းတိုက်ခတ်မှုတိတ်မကျဲလားလူကလည်းနေတဲ့မှုစီကံတကြတသက်ရရလှုပ်တက်ဖို့သာလိုပါသည်ညနေဘက်မှာဒေါ်ခင်မူအိတို့ဇနီးမောင်နဲ့မိင်္ဂလာဆောင်သွားဖို့အလုံးများနေကြသည်အထူးသဖြင့်ဒေါ်ခင်မူအိတယောက်တည်းအတွက်ကပဲအလုံးများနေခြင်းဖြစ်သည်မန်ကိုနောက်ကကင်ထားအောင်စဉ့်ညက်ပြီးအောင်ဒီဖက်က ပိထာအောင်စသည်ဖြင့်လက်မလဲရစတုံးထုံးပြီးရှေးနောက်ဒညာကြည့်နေသည်ကဆယ်မိနစ်ခန့်ကြာသည်ငြင်းငြင်းလုပ်နေကွာဧည့်သည်တွေများဖြင့်ကြိုရောက်ရမှာအင်းမဟဲ့မိညိုနင်ကဘာရဲ့ကြည့်နေတာလဲပန်းယူခဲလေတစင်ပန်းအမလေးကူကူကြီးတစင်ပန်းကတစ်ခက်ကိုဆက်နှက်ချက်တောင်ပြီးခဲ့ရတယ်ကားခကြည့်ပဲ18ချက်ကုန်နဲ့ရှာမရတာလူကိုပပမောရောမင်းနဲ့ကွာဒီတစင်ပန်းပန်တော့ဘလောက်ပူလာသွားမှာမို့လဲ ။အမဲကြည့်နေပါ။ဟိုကြတော့သစင်ပန်းတွေကြီးဝေနေမှာ။မင်္ဂလာတို့တာတို့သမီးနောက်ကလိုက်ရမှာ။ဂျိတ်လုံးကြီးနဲ့ပေါ်ဝါနဲ့သစင်ပန်းတွေမှခန့်မှာပေါ့။ဒါတော့ငါးခက်လောက်ပန်းချင်တာမတတ်နိုင်တော့။တော်လောက်ပါပြီကွာ။ မိညိုသည်တစဉ်ပန်းထုတ်လေးကိုရေခဲတစ်တာတဲကတယူတရထုတ်ယူလာခဲ့သည်တခက်ဆက်နှက်ကျက်တဲ့ယခုမှမိညိုပုံပြီးစိတ်ဝင်စားသွားသည်ဖဲ့ရွက်ကိုစီးနောင်ထားသောမိညိုလေးကိုဖြီလိုက်တော့တစဉ်ပန်းကလေးသုံးခက်ကနူးနူးရွရွပေါ်လာသည်ပထမဆုံးတခက်ကိုဒေါခင်မူအီးကဖြူနေသောလက်ကလေးနှင့်ယူကဇတုံးအရင်းမှပန်သည်ဥစိမ့်စိမ့်လေးကိုဇတုံးကြားထဲထိုးဝက်လိုက်သည်အဖျားလေးကိုအောက်သို့ဝင်းညွတ်ကျနေစေ သည်နောက်တစ်ခတ်ကိုအလယ်မှာစိုက်သည်နောက်ဆုံးတစ်ခတ်ကအပေါ်မှာတုံးခက်ဆင်ပြီးဖြူဖြူဖွဲဖွဲကွိကွိညွညွပန်လိုက်တော့တကယ်ပဲလှပခံ냐၍သွားလေသည်ဘာငင်းနေတာလဲမိညိုရဲ့အမှန်ပြဆမ်းပါအောင်အော်ဟုတ်ကဲ့ဟိုလီအန်တီကတိတ်လာနေလို့ဟင်းဟင်းခေါ်ပြန်ပြီး DND မမလို့ခေါ်ပါစို့ ။အော်ဟုတ်ကဲ့။မမကသစင်မင်းမင်းနဲ့တိတ်လာတာပဲ။ဒေါခင်မူအီသည်မိညူအီချီချူးစကားကိုပြင်အာရကျေနပ်စွာဖြင့်မန်ကိုရှေးနောက်ကြည့်၏။ပြီးတော့ပေါ်ဝါကိုရွရွလေးချကာဒေါဖက်နဲ့လေးခက်ကြွကြစီပြီးခင်မုန်းနဲ့အတူဆင်းသွားလေသည်။မိညူငါကငါစနေပြီဖြုတ်စမ်း။ တကယ်တမ်းတော်ခင်မိုးအီးဒီပန်းဆိုင်သူမဟုတ်ပါအိမ်မှာလည်းမိတိအခါမြပန်းပန်လေးမရှိပွဲလန်းတပင်မှုပန်းသွားခြင်းဖြစ်သည်ပြီးတော့သစင်ပန်းရဲ့လို့ပန်းသွားခြင်းသာဖြစ်သည်ညဉ့်ညံ့ဖြုတ်ဆန်းဟဲငါကောင်းတွေကြိုက်လို့လို့ပဝါချုံရတာလဲအိုက်လိုက်တာလူတွေကလည်းများတော့ကြီးစီစီနဲ့ခီယာပြန်ပြီးမိကမသွားခင်တော့တမျိုးအိုးဒါတော့လူတော်သူတော်သွားရတာဒီလိုပဲပြင်ရတာပေါ့ မိညိုသည်ဒေါ်ဖီမိုး၏ခေါင်းပေါ်မှတဆင်ပန်းသုံးခတ်ကိုဥစွာဖြုတ်ရလေသည်ဖြုတ်သည်ဆိုရမှလည်းအခက်လေးကျူးမသွားအောင်အပွင့်လေးတွေပဲ့မသွားအောင်တတိကြီးစွာထား၍ဖြုတ်ရသည်ဖြုတ်စမ်းပါဟဲ့မြန်မြန်ကအိုက်လာပြီး ဒေါခင်မူအီကပြောသည်ညနေကတစဉ်သုံးခန့်သည်ဒေါခင်မူအီစတုံးထက်ဝဲအတော်လေးပဲလှပနေခဲ့လေသည်ပြီးတော့ဒီတစဉ်ခန့်လေးကတခက်ကို17ချက်တန်တည်တဲ့တံမိုးကြီး၍လှလဲလှသောတစဉ်သုံးခန့်သည်လန်းဆန်းနေစေမိညူကတစဉ်ပန်းတွေကိုတန်ရုံးစင်ကြီးစွာဖြင့်တယူတရလေးယူပြီးရေခဲတက်တာထဲမှပြန်သိမ့်သည်ငါမပန်တော့ပါဘူးဒီပန်းတွေ အေးလေးတိတိချာချာထားပန်ချင်တဲ့သူရှိပေးရတာပေါ့တပတ်လောက်တော့ခံအောင်ပါပဲဒေါခင်မိုးအေးကပြောတော့မိမျိုးဝမ်းသာသွားသည်တပတ်လောက်တော့ခံအောင်မယ်တဲ့ မိညိုသည်အိယာကားထသည်နှင့်ရေခဲတစ်တာကိုဦးစွာဖွင့်သည်ပန်းကလေးသုံးခတ်ကိုကြည်သည်လပလန်းစန်းစဲရှိသောပန်းကလေးများကိုမြင်ရမှစိတ်အေးသွားပြီးတခြားအလုပ်များကိုလုပ်သည်ရှင်ရီဦးတည်ရသည်ကော်ဖီဖြော်ရသည်ပေါင်မုံမီးကင်ရသည်ထမင်းချက်ထားရသည်ဒေါခင်မိုးအေးဇီကပြန်လာသောအခါဟင်းဝိုင်းချက်ရသည်ချက်ရင်းပြုတ်ရင်းဟင်းသီးဟင်းရွှေယူရန် ထုတ်ရန်ရေခဲတစ်တာဖွင့်တိုင်းပန်းလေးတွေကိုလှမ်းကြည့်သည်ဟဲ့မိညိုခရင်တိယူခဲ့ပါဆိုတာဘာရက်လုံနေတာလဲ 哦媽媽哦的新班誒新班瑞古迷記尼亞嘛時間徹底過個曼格丹背來呀的嗯什麼咩要破超越到路的的的新班瑞瑞加愛蒂耶阿蒂藍奶吧哦嘛啦咪牛追加塞古尼的圖阿凱都可以無誒尼馬萬貴要來的圖加誒馬萬徹到來呢加路真那是林咧弄個里處處呢當的遇的的白銀赤的咧媽媽母 ခင်းကျင်သည်နဲ့ငါစားသွားပါလားဟဲ့မစားတော့ပါဘူးမမရဲ့မနေ့ကမင်္ဂလာဆောင်လူတော်တော်စီတယ်နော်မမကလည်းပြင်ထားတာလှလိုက်တာသစင်ပန်းတွေနဲ့အေးဟဲ့ငါမမနေ့ကအဲ့ဒီသစင်ပန်းရှာရတာနေကူကုန်ရောတစ်ခက်ဆက်နှစ်ချက်တောင်ပြီးခဲ့ရတယ်ချမ်းအထိလိုက်ရတာဟုတ်လားအဲ့ဒီပန်းတွေရောမမရေခဲတစ်တာထဲမှာ တကယ်စင်းနေသောမိညူရင်ထဲမှာတတိန်တိန်ခုံလာသည်ဒေါခင်မိုး၏ညီမဆူဆူကိုလည်းမုန်းဒီစိတ်တွေဝင်လာသည်ထင်သားပဲသူလာကလေးကတခုခုတော့လိုချင်ပြီဆိုတာမမမိုးမပန်ရင်တစ်ခါတော့ပြီးပါနော်အေးယူသွားလေဆူဆူသည်ရေခဲတက်တာစီတို့အမြင်မြန်စွာလမ်းသွားသည်မိညူသည်စိတ်တော်ကားရောက်စွာဖြင့်လမ်းကြည့်မိသည်ဆူဆူကအလှဆုံးအကြွမ်းဆုံးအခက်ကိုမှရွေးယူလိုက်လေပြီကော ပြန်မယ်မမမို့အိမ်မှာလဲချက်တုံးပြုတ်တုံးပန်းမရလိုက်မှာစိုးလို့လာတာတခက်ထဲယူသွားတာနော်အေးပါဟဲ့ဆိုဆိုက38လမ်းမှာနေသည်ဆိုတော့ဒီလိုပဲအချိန်မရွေးလာနေကြဒီတခါတော့တူလာချင်းကိုမကျေနပ်လုံး၍ခါတိုင်းလူပြန်တော့မလာမမဆိုထမင်းစားသွားပါအောင်ဟုပင်နှုတ်မဆက်မိရေခဲတစ်တာကိုအကြောင်းရှာဖွင့်ကကျန်တစင်ပန်းနှခက်ကိုနေရာတကျပြန်ထားရင်ဂျိုင်းကနေပြန်ပိတ်လိုက်မိလေသည် ိမ်ပြန်ရဖို့၃ရက်ပဲလိုတော့သည်အမေကိုလာခအရာမည်။ဘောင်ညီမလေးတွေနဲ့တွေ့ရမည်။ဒီအခါထူးထူးခြားခြားပြောစရာလေးတွေရှိလိမ့်အောင်မည်။ခြေခင်တစ်တာကိုဖွင့်သည်။အသားတွေကိုနေရာတကျထည့်သည်။ကျအုပ်တွေကိုစီးသည်။ခြေပလင်းတွေဖြည့်သည်။သစင်ပန်းလေးနှက်ခတ်ကိုအရေးကြည့်သည်။ဟဲ့မိညိုမင်းဘာလုပ်နေလဲ။ပီးစံငါ့ကိုယူတဲ့ပလင်းလား။ မိသည့်အချိန်ကအိမ်ထဲရလာသည်မသိဒေါခင်မိုးအေးဤတငယ်ချင်းမမနိုင်ကထုံးစံအတိုင်းဆွ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 ဖြင့်သူ့အနားရောက်လာသည်မိညိုလက်ဒဇင်ပန်းတွေကိုနေရာရွှေ့ဖို့တတိယတော်လဲနောက်ကျခဲ့ပြီဟဲဒဇင်ပန်းတွေလှလိုက်တာမိုးပံမိုးဝယ်ထားတာလားဒေါခင်မိုးအေးကရှောက်တာ လျှော်ထားသောစပင်ကိုမျက်နှာတုပ်ပေါ်အဖြစ်ပူရင်ခေါင်းခါသည် မပန်ဘူးပွဲနှန်းရှိမှပန်တာဟူစနေကအတူတော်မောင်ရဲ့မင်္ဂလာဆောင်လေးစတုံးထဲမှခန့်မှမို့အချိန်မီဝယ်ပန်လိုက်ရတာမမနိုင်ကသစင်ပန်းနှစ်ချက်ကိုဆက်ခံနေဆွဲယူသည်မိညူဤအသေးဖြားမှလှောက်ခါသွားသည်တစ်ခက်နှင့်တစ်ခက်နည်းနည်းကြီးနေပြီးကိုဂယုမဆိုင်ပဲအခက်ကြီးကြီးကိုလမ်းဆွဲသည်ပြီးတော့စတုံးမဲ့မကြစ စံတော်မကြသူ့ဆက်ပင်ကြားကိုထူဆိုင်လိုက်လေသည်မိညိုအစ်မကလေးရှိရင်တချောင်းလမိညိုသည်ညနာမသားမယားဖြင့်မရှိဘူးဟုခက်ပြက်ပြက်ပြန်ပြောလိုက်သည်ရော့ရော့ဒီမာယူဒေါခင်မိုးအေးကစညက်တချောင်းရှာပေးသည်မမနိုင်ကဒစင်ခက်ကိုခက်ထောင်ထောင်ထားကစညင်းဖြင့်ဖီလိုက်သည်ပြီးတော့ထုံးစံအတိုင်းသူတို့တငယ်ချင်းနှစ်ယောက်ရောင်းတက်ရရအတင်းအဖျင်းပြောကြသည်ထမင်းစားကြသည် မိညိုမှာလူအပ်တာမှန်သမျှဖြည့်စည်းလောက်ကိုင်းပေးရတော့လဲစိတ်ကမရွှင်။ဒစင်ပန်းကတခက်ပဲကြံတော့သည်။အလွယ်တကူမမြင်သာအောင်အတွင်းဘက်ကိုဘာကြောင့်တွန်းမထားမိပါလဲ။အောက်ဆင်ကိုပြောင်းထားတယ်လဲမြင်နိုင်ရင်မဟုတ်ခုတော့ဒီတခါတော့လူတွေနှစ်တီနဲ့မိညိုသည်ကြံဒစင်လေးတခက်ကိုအောက်ဆင်အတွင်းဘက်ကြကြကိုပို့ထားလိုက်တော့သည်။ ဒေါခင်မိုအီသည်ပန်းကိုကြိုက်သူမဟုတ်သူကုံဒရက်အဒရက်လိုက်ဖက်အောင်ပန်စင်းတာဖြစ်သည်ပန်းကိုမတွေ့ရလဲပြဿနာမရှိတခြားသူတွေမတွေ့ဖို့သာအရေးကြီးသည်လေဒီနေ့အင်ဂျန်ရတော့မည်ဆိုတော့မိညိုပြောသည်ဒေါခင်မိုအီလက်ထဲမှငွေ90ကိုတရူတတိလှမ်းယူသည် ရော့ဘတ်စကာကအကျွေယူသွားအောင်ဟုတ်ကဲ့အရင်တစ်ပတ်ကသူများလာပေးထားတဲ့ပေးစင်းကြော်တွေရှိတယ်ဒီမှာဘယ်သူမှမစားဘူးနှိမ့်မောင်လေးတွေစားဖို့ယူသွား နင့်အမေဖို့လုံကြီးဟောင်းတစ်ထည့်လဲပြီးလိုက်တယ်။နှက်ပြန်ဆောဆောပြန်လာတိလာညနေစာညင်ပြန်လာမှချက်ရမှာ။ဟုတ်ကဲ့ပါ။အေးသွားတော့ကားပေါ်မှာကပိုင်းနိုင်လဲတတိထားအောင်။မိညိုသည်တုံဆိုင်ဆိုင်ဖြစ်နေသည်။ဒေါခင်မိုးအေးညနာကိုမော်ကြည့်သည်။ဒေါခင်မိုးအေးသည်တခါတရံစိတ်တိုင်းမကြလင်အော်တန်းငေါက်တက်သည်ကလွဲ၍ရရောတက်သူဖြစ်ပါသည်။သူအရင်စွန့်ပြီးလဲချောင်းရှင်းလိုက်သည်။ဟဲ့မသွားသေးဘူးလားတော်ကြကားတွေကျက်နေမယ်။ ဟိုဟိုမမစီကကျမတောင်းချင်တာလေးရှိလို့ဟဲ့ဘာတော့မိညိုကရေခဲတစ်တာစီလက်ညှိုးထိုးပြသည်တစင်ပန်းလေးပါမမဟင်တစင်ပန်းကရှိသေးလို့လားတခဲကြံသေးတယ်မမနေပါဦးနင်ကဘယ်နာသွားပန်းမှာလဲသပင်ဖြစ်မရှိပဲနဲ့ မိညိုဤသဖြင့်ကတမိုက်လောက်တတာရှိသည်မိညိုရဲ့နေသည်ကျမအမေကိုပေးချင်လို့ပါအမေကပန်းသိမ့်ကြိုက်တယ်ဘာပန်းတွေ့တွေ့တောက်ပန်းတာပဲစနစ်ချက်တန်နေဆိုတဲ့သစင်ပန်းကိုပန်ရရင်အမေသိမ့်ဝမ်းတာမှာဒေါက်ခင်မူဤသည်ဆိတ်ရှုပ်ထွေးသွားဟန်ရှိသည်ယူသွားယူသွားမိညိုသည်ရေခဲသည့်တာစီလင်းမြန်စွာလန်းသွားသည်တယူတူတယူတရညှဝတ်စွာတင်းစဲထားရသောနောက်ဆုံးသစင်ပန်း လီတခတ်ကိုယူသည်ပေါပါရွှင်လန်းစွာဖြင့်အိမ်ပြန်ခဲ့လေသည်ယခင်တခါအမိကိုပြောဘူးသည်အန်တီဝုတဲလုံကြီးကတထောင်ကျော်တန်းသည်တထောင်ကျော်တန်းသည်ဆိုတော့အမိမယုံဘူးတဲ့ဘလူဟာမျိုးမို့လဲတဲ့မိညိုကသူ့အမိနဲ့တတူရတူဖြစ်သောဒေါခင်မိုးအေးကိုကြွယ်ရမှာအန်တီဟူခေါ်သည်အမေကလည်းကိုထက်အသက်ကြီးသည့်ဂျေဆုရှင်ကိုရူရူတေးတေးခေါ်ရနေတယ်လေ စနစ်ကျက်တန်သည့်ပန်းကိုသုံးခတ်တောင်တနည်းထဲပံပြီးပစ်ထားလိုက်သည်ဆိုလျင်အမေကယုံမည်မဟုတ်ဤတစ်ခါလက်တွေ့ပြလိုက်ပြီးပြီးတော့အမေကိုပန်စီမီပန်းလေးကနည်းနည်းတော့ပြော့ခွေနေပြီသို့တော့တရုတ်တသိပန်းနဲ့သုံးရက်လောက်တော့ပန်ရမှာပဲခုကလေးကစိမ့်ဆူနေသေးသည် ိုက်ဆံကိုလုံးကြီးခောက်ကြိုင်းဈာမညင်းလည်းရဈိုင်းအောက်မှာထားပြီးထရွက်လေးနှင့်ထုတ်ထားသည့်ပန်းကိုတော့လက်ကကင်ထားရသည်ကားကလည်းချက်လိုက်တာလုံးပါရောလူတွေကလည်းတိုးလိုက်တာတစင်ပန်းလေးကိုကာကွယ်ရသည်မှာအမောစင်ရမီမှတ်တိုင်ရောက်တော့အောက်ကလူတွေတိုးမတက်ခင်မြန်မြန်ခုံချရသည်ဟောတုံးတစင်ပန်းလေးလွင့်စင်သွားပါပကောဟဲဒီကောင်မလေးတီးချင်းလို့ရမဆင်းလို့ပြောနေတယ်ဟာ ချန်ပင်ယာဤထောမနာပြူတန်ကိုဂယုမဆိုင်အားခြေထောက်တစ်ဖက်မျက်ခနဲဖြစ်သွားသည်ကိုလည်းနာဖို့တတိမရပေ။ဒဇင်ပန်းခတ်ကိုအမောတကောရှာဖွေရသည်။လမ်းပေါ်ကလူအုပ်ကြီးကကားပေါ်ရောက်သွားသည်။ကားပေါ်ကဆင်းလာသည့်လူတွေလည်းကြောခိုင်းထွက်သွားကြပြီ။ကားကဟူကနဲမောင်းထွက်သွားသည်။မိညိုတယောက်ထဲနိုင်၍ကြံရစ်သည်။ဒဇင်ပန်းခတ်နှင့်ဝင့်ထန်နေသောအမိမျက်နှာကိုမြင်ရ၏။သို့သောဒဇင်ခတ်လေးကကားဘိန်းအောက်ဝဲ တစားစီပြောက်ွယ်ခဲ့ပြီးကောလုံမလေးမဂဇင်းမေ1985နားစင်အပိကေချသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးဒီကင်းကျမ်းမာပြီးစိတ်ပင်ပန်းမှုများကင်းဝေးသောမိလီပိုင်ဆိုင်နိုင်ကြပါစေရှင်